ျွန်တော်ဤအောင်မြင်မှုတော့ချက်များလက်ရှိ ကျွန်တော်က online training တွေပေးတယ်နောက်တစ်ခါ social influencer လည်းတူလည်းဖြစ်တယ် follower 9သိန်းကျော်ရှိတဲ့ page တစ်ခုကလည်း knowledge sharing တွေမျှဝေနေတယ်လို့စီဝါရေးလုပ်ငန်းအများစုကိုလည်းအကြံပေးနေတယ်။ပိုပိုင်းစီဝါရေးလုပ်ငန်းအများပြားကိုလည်း run နေတဲ့လုပ်ငန်းရှင်တူဖြစ်ပါတယ်။ကျွန်တော်ကိုမေးကြတဲ့ မဲခွန်းတွေထဲမှာဆရာရဲ့အဓိကအောင်မြင်မှုတော့ချက်ပေါ့နော်ဒါတွေကဘာတွေဖြစ်မလဲဒီလိုအောင်မြင်မှုကိုရဖို့အတွက်ဆရာဘယ်လိုရူးတွေစီမင်းတွေကို လိုက်နာခဲ့တယ်လဲဆိုတာအရှုပ်ကလေးပြောပြပါဆိုတာကျွန်တော်ကို မေးကြတဲ့သူတွေရှိတယ်ဒီလိုလူတွေအတွက်ကျွန်တော်ကအခုလက်ရှိအနေအထားကို ရောက်လာတဲ့အဓိကအချက်ပေါ့ဗျာကျွန်တော်သုံးခဲ့တဲ့ ဩရန်ရူးတွေအကြောင်းကို မျှဝေပြချင်ပါတယ်ဆက်ပြီးဖတ်ကြည့်ပေးပါအောင်ကြတကယ်တမ်းကျွန်တော်ကပြောရလို့ရှင်ရင်ကျွန်တော်က10တန်းပြည့်တဲ့အချိန်မှာရေချောင်းတိတ်ပံတက်ပါတယ်ရေချောင်းတိတ်ပံတက်ပြည့်တဲ့နောက်မှာကျွန်တော်တင်မောတက်နှစ်လိုက်တယ်တင်မောလက်ပြီးတင်မောလက်ပြည့်တဲ့အချိန်မှာတင်မောသားလောကတွေပြင်းမှန်းတယ်ခွန်အားပလတ် သုံးရတယ်မိသားစုနဲ့ခွဲနေရတယ်အဆရှိတဲ့အကြောင်းရင်းတွေအများကြီးပေါ့ဗျာဒါနဲ့ကျွန်တော်မလုဖြစ်တော့ဘဲနဲ့အောက်ခြေဝန်ထမ်းဘဝကနေပြန်ပြီးတော့ဝင်ပါတယ်အောက်ခြေဝန်ထမ်းဘဝကနေတက်ကနေပြန်ပြီးစတဲ့အချိန်မှာလဲကျွန်တော်မိဘကျွန်တော်ရဲ့အေးမိဘ background ကလည်း rickit မဟုတ်ဘူးပတ်စံအထောက်အပံ့ ပေးနိုင်ပြီးစီးပွားရေးလုပ်ငန်းထူထောင်ပေးနိုင်တာမျိုး မဟုတ်ဘူးတင်တော့အဖေနဲ့အမေက အမေဆိုရင်ကျောင်းဆရာမှအဖေကလည်းတာမန်ဝန်ထမ်းတူဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့အားတာချက်တစ်ခုကတော့ကျွန်တော်ကအိမ်ကိုပြန်ပြီးတော့ထောက်ပံ့ပေးစရာမလိုဘူးဆိုတဲ့အနေအထားတစ်ခုတော့ရှိတယ်ရှိနေတယ်စစချင်းပညာသင်ဘဝနဲ့ မန်နေဂျမန့်ထိုင်နေဆိုပြီးကုမ္ပဏီကိုစပြီးအလုပ်ဝင်တဲ့အချိန်မှာကျွန်တော်လစာတသိန်း3000ကျပ်စပြီးရပါတယ်လစာတသိန်း3000ကျပ်စရတဲ့ပညာသင်ဘဝကနေလက်ရှိလုပ်ငန်းရှင်တဝူဖြစ်လာအောင်ကျွန်တော်လုပ်ခဲ့တဲ့ရူးတွေ ရှိပါတယ်ပထမဦးဆုံးရူးကတော့ကျွန်တော်ရှားနိုင်သမျှပူရှားမယ်ဆိုတဲ့တာဂတ်တစ်ခုရှိပါတယ် တနည်းအားဖြင့်တော့အန်အင်ကန်ကိုတစ်နှစ်ထက်တစ်နှစ်ပိုများအောင် လုပ်မယ်ဆိုတဲ့ဂိုရန်ရူတစ်ခုကျွန်တော်သတ်မှတ်ထားပါတယ်အန်အင်ကန်ဆိုတာအိုတိုင်းအားထုတ်ပြီးတော့ကိုယ့်ရဲ့လှုပ်အားနဲ့အပြည့်အဝချာဖွေပြီးတော့ရရှိတဲ့ငွေကြေးပမာဏကို add and cancel ခေါ်တာဖြစ်ပါလေကျွန်တော်ကဒီဘက်မှာ strategy တစ်ခုသတ်မှတ်ထားတာရှိတယ်ပေါ့နော် ကျွန်တော်ဒီ training အနေနဲ့တသိန်း3000ကျပ်နဲ့စဝင်တယ်ကျွန်တော်ဘာလုပ်ရင်ຢာဓူတို့မလဲဘာတွေသိရင်ຢာဓူတို့မလဲဘာတွေထပ်ပြီးတက်ဖို့လိုမလဲဒါကိုကျွန်တော်စဉ်ဆက်မပြတ်တိုင်းတာနေပါတယ်ပထမတစ်နှစ်မှာဘာဖြစ်ရမလဲဒုတိယတစ်နှစ်မှာဘာဖြစ်ရမလဲနောက်ဘယ်နှစ်နေရင်စူပါဗိုက်ဇာဖြစ်ရမလဲ နောက်ဘယ်နှစ်နှစ်နေရင်မန်နေဂျာဖြစ်ရမယ်။နောက်ဘယ်နှစ်နှစ်နေရင်စီနီယာမန်နေဂျာဖြစ်ရမယ်။အစရှိတဲ့ပလန်ကိုကျွန်တော်ကချထားတယ်။ဘာကြောင့်လဲ?ရာဒူတိုတော့မှ လာစာလိုက်တိုတော့မှကို ကိုကဝန်တန်းတယောက်ဖြစ်နေတဲ့အချိန်မှာလုံနေတဲ့နှစ်ကာလချင်းအတူတူရာဒူမြင့်ရာဒူမြင့်မြင့်နဲ့လာစာများများမြင့်ချင်းရဲ့ ဝင်ဝေပို့ရမယ်ကျွန်တော်ဒီလိုတွေးခဲ့တယ်ပေါ့နော်ကျွန်တော်ယာသူတွေတိုးအောင်လုပ်ပါတယ်နောက်ကျွန်တော်ထပ်ပြီးတော့လေးလာရမှာတွေလေးလာတယ်ចောင်းတွေတက်တယ်တက်ဆိုင်ရာစကေးတွေဖြည့်တယ်ယာသူကလည်းတဆင်ချင်းတက်လာတယ်ပေါ့ဗျာတသိန်း3000ကျပ်ကနေ2သိန်းကျပ်ဖြစ်လာတယ်နှစ်သိန်းခွဲ၃သိန်း၄သိန်း၅သိန်းကနေဒီကနေ၁၀စီတဲ့ စီနီယာမန်နေဂျာဘဝကိုကျွန်တော်9နှစ်အတွင်းမှာတည်ဆောက်ခဲ့ပါတယ်ပထမဦးဆုံးအောင်မြင်ရတဲ့ Golden Rule တစ်ခုကတော့ and income ကိုများသထက်များအောင်လုပ်မယ်ဒီလိုဖြစ်ပါတယ်အချို့ကဒီဘက်ကမှာ လူငယ်အချို့တွေလမ်းလွဲနေတယ်ဘယ်လိုလမ်းလွဲနေတယ်လဲဆိုတော့ကိုအလုတ်မလုတ်ပဲငွေဝယ်မဲ့ passive income ကိုပဲမျှော်ကိုးနေခြင်းနဲ့ လက်ရှိလုပ်နေတဲ့အလုပ်တွေမှာလက်ဟာမှုတွေအများကြီးဖြစ်လာတယ်လက်ရှိပိုလာကစားဝန်ထမ်းအနေနဲ့အလုပ်ကိုဂယုမဆဖြစ်တော့ဘူးအာယုံမထားတော့ဘူး and in candy personal worthy ဘောပိုပိုင်းစမ်းတာကြွေဝမှုကိုတည်ဆောက်တဲ့နေရာမှာအရန်အရေးကြီးပါတယ်ဒါကြောင့်လက်ရှိအလုပ် and in candy မှာ ဝင်ဝင်များများရအောင်လုပ်ပါဒါကကျွန်တော်အောင်မြင်ရတဲ့နံပါတ်1 rule ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ရဲ့ rule တစ်ခုကငွေစုတာဖြစ်ပါတယ်ငွေစုတာပေါ်တော့ကျွန်တော်အကြောင်းကိုသိကြတဲ့တော်တော်များများသိကြလိမ့်မယ်ကျွန်တော်ကထွေနှင်းပဝနဲ့ကုမ္ပဏီကို စဝင်လိုက်တဲ့အချိန်မှာလာစာ3300ကျပ်စရရတယ် စရတဲ့အချိန်မှာကျွန်တော်တလကို9000 9000မဖြစ်မနေစုဖို့ကျွန်တော်တန်တိထန်စပါတယ်ကြံတဲ့ငွေနဲ့ပဲဘဝကိုရအောင်ချက်တမ်းမယ်ဗောဗျာကျွန်တော်စီးမြင်းတွေစတယ်နေ့လယ်စာဆိုပလောက်ဖိုးပဲသုံးမယ်ညစာဆိုပလောက်ဖိုးပဲစမယ်ဖုံးပေပလောက်ပဲဖြည့်မယ်အစရှိသဖြင့် is fan root တွေဒါမှမဟုတ် ဒါတွေကျွန်တော်ပြန်ပြီးတော့တတ်မှတ်ရတာဖြစ်ပါတယ်တလကို9000 9000ရအောင်ကျွန်တော်စုမယ်ဆိုတဲ့ rule တစ်ခုက နောက်ထပ်ကျွန်တော်စီကအောင်မြင်မှုစီကတွန်းပို့တဲ့ rule တစ်ခုဖြစ်လာတာဖြစ်ပါတယ်လာစဉ်ငွေပမာဏငွေစုတဲ့အကျင့်ကအခုချိန်ထိကျွန်တော်မှာရှိနေသေးပဲဖြစ်ပါတယ်ဒါဒီအရေးကြီးပါတယ်ငွေမစုလို့ချင်ရင်ကျွန်တော်တို့တွေ financial control financial management ဘာမှဆက်လုပ်လို့မရတော့ဘူးတလားကိုပုံမှန်ဝင်ငွေဘလောက်စုစုမိနေမယ်ဒီစုမိနေတဲ့ငွေကိုဘယ်လိုပြန်ပြီးစီမံခန့်ခွဲမလဲဆိုတာ အောင်မြင်မှုရဲ့အဓိကတော့ချက်ဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ကို အောင်မြင်စေခဲ့တဲ့နောက်ထပ်နေလန်းတစ်ခုကတော့တလားကို9000 9000စုပြီး စုပြေးသွားရင်၅သိန်းပြည်တာနဲ့စီးပွားရေးတစ်ခု investment တစ်ခုခု လုပ်မယ်လို့ကျွန်တော်ဆုံးချက်ခဲ့တာဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ golden rule ပေါ့နော်၅သိန်းပြည့်တဲ့အချိန်မှာ investment တစ်ခုခုလုပ်မယ်ကျွန်တော်ရဲ့ story ကိုသိတဲ့သူတွေဆိုသိကြပါလိမ့်မယ်ပထမ၅သိန်းပြည့်ဖို့အတွက်တစ်နှစ်ကျော်လောက်စုခဲ့ရတယ်၅သိန်းပြည့်တဲ့အချိန်မှာ ုံးငွေဖြည့်ကစရောင်းတဲ့အလုပ်ကိုကျွန်တော်လုပ်တယ်အဲဒီကနေအမြတ်အမြတ်ကလေးတန်းတန်းစရလာတယ်ဒီလုပ်ငန်းကိုပိုတိုးချဲ့တယ်အဲဒီကနေပြီးနောက်တစ်ခါငွေတိုးချဲ့တဲ့အလုပ်ကိုလုပ်တယ်နောက်တစ်ခါကျွန်တော်တို့အမျိုးသမီးဝက်အင်းကြီးဒါတွေကျွန်တော်ဝယ်ပြီးတော့ရောင်းတယ်ဖြန့်တယ်ဒီအလုပ်တွေလုပ်ပါတယ်ကျွန်တော် တဖြည်းဖြည်းချင်းနဲ့စုတဲ့ငွေပမာဏကလည်းများလာတယ်။နံပါတ်1ရူကိုကျင့်သုံးတဲ့အတွက်ကျွန်တော်ရဲ့လစာအန်အင်ခန်ကလည်းများများလာတယ်။ရင်းနှီးမြှုပ်နှံတဲ့ investment ကလည်းငွေပြန်ပြီးတော့ဝင်လာတယ်။တလတလစုနိုင်တဲ့ငွေပမာဏကလည်းပိုပိုများလာတယ်။တလကိုတသိန်းစုနိုင်လာတယ်။တသိန်းခွဲစုနိုင်လာတယ်။နှစ်သိန်းစုနိုင်လာတယ်။ ငါးသိန်းစုနိုင်လာတယ်ဒီလိုအနေထားကိုကျွန်တော်ရောက်လာတယ်ဒီလိုပဲဒီဘက်ကတတိယရူကလည်းလိုက်ပြီးတော့ upgrade မြင်လာတယ်ဆယ်သိန်းပြည့်ရင်ရင်းနှီးမြုပ်နှံမှုတစ်ခုလုပ်မယ်သိန်း30ပြည့်ရင်ရင်းနှီးမြုပ်နှံမှုတစ်ခုလုပ်မယ်သိန်း50ပြည့်ရင်သိန်း100သိန်း150သိန်း200ပြည့်ရင် investment တစ်ခုမဖြစ်မနေလုပ်မယ်ဆိုတော့ရူကတတိယမြောက် ရူဖြစ်ပါတယ်နောက်ထပ်၄ချက်မြောက်ပေါ်ဗျာနောက်ထပ်၄ချက်မြောက်ကတော့ကျွန်တော်စုလို့ရလာတဲ့ဝင်ငွေတွေရဲ့ဝင်ငွေတွေနဲ့ကိုယ့်ကိုပြန်ပြီးငွေကြီးပြန်ပေးနိုင်မဲ့ passive income ဖြစ်စေမဲ့ပိုင်ဆိုင်မှု asset တွေကိုဝယ်ပါတယ်ဥပမာကျွန်တော်တိုက်ခန်းတွေဝယ်တယ်အဲဒီကနေအင်္ဂါကရတယ်တက်စီထောင်တယ် ဒီကနေကျွန်တော်တို့ owner ကြီးရတဲ့အစရှိတဲ့ passive income ပမာဏကို earn income ကမြင့်လာတယ် investment တွေလုပ်တယ်ငွေပိုးဝင်လာတယ်ငွေစုနိုင်တဲ့ပမာဏတွေများလာတယ်ပမာဏတစ်ခုတတ်မှတ်တယ်အဲ့ဒီပမာဏတစ်ခုကိုရောက်တိုင်းမှာ investment တစ်ခုဝယ်တယ်သို့မဟုတ် passive income ရချိန်မှာ ပါဆာမှုအဆက်တစ်ခုခုကိုဝယ်တယ်လေးစင်ပဲရိုးရိုးချင်းချင်းလောက်ခဲ့တာဖြစ်ပါလေအခုအချိန်အထိဒီရူလေးခုကိုကျွန်တော်သုံးဆွဲနေတုံးဖြစ်ပါလေနှစ်စင်နှစ်စင်ကျွန်တော်ရဲ့ဝင်ဝေးစာနိုင်မှုအန်အင်ကမ်ပမာဏကိုမြင့်တက်လာအောင်ကျွန်တော်နှီးမျိုးစုံနဲ့လောက်ပါလေငွေစုနိုင်တဲ့ပမာဏတစ်ခုကိုလည်းအမြဲတမ်းလအတိုင်းစုတယ် မာဏတစ်ခုရောက်တိုင်းမှာလဲ investment တစ်ခုလုပ်တယ်သို့မဟုတ်ကျွန်တော်ကို passive income ပြန်ပေးမဲ့တစ်ခုကိုဝယ်ယူနေတုန်းဖြစ်ပါတယ်ကျွန်တော်ဘဝကို အောက်ခြေဝန်တန်းထွေနေဘဝကနေပြီးတော့တက်လာစေတဲ့ rule ခု သို့မဟုတ်လောဆောင်စီမဲ့အချက်၄ချက်ဆိုရင်ဒီအချက်၄ချက်ကိုပဲထောက်ပြရမှာဖြစ်ပါတယ်ဒါဒီ အလွယ်တကူလိုက်လုပ်လို့ရပါတယ်သို့တော်လည်းကျွန်တော်အနေနဲ့ကဒီအနေထားကိုရောက်ဖို့ဒီရူးလေးခုကို7နှစ်ကြာအောင်မပြစ်မနေကျင့်သုံးခဲ့ရတာဖြစ်ပါတယ်ဒါကတော့ personal finance အနေနဲ့မျှဝေမှုလေးတစ်ခု လုပ်ပေးခဲ့တာဖြစ်ပါတယ်